Funky Book ကစာပေထုတ်ဝေရေးကုမ္ပဏီတစ်ခုအတွက်ပုံမှန်စောင်းပါဝေးရေးတဲ့စောင်းပါရှင်တယောက်ပါတနေ့မှာတော့ Funky ဟာလူမှုကွန်ရက်အပေါ်မှာမုံတီစကားဝေးဒိုးပွားလာတာနဲ့ပတ်သက်ပြီးတော့သူ့ရဲ့စောင်းပါအကြောင်းဆွေးနွေးဖို့ဧည့်သည်အဖြစ်ဖိတ်ကြားရှင်းခန့်လည်ရပါရည်သူကအခုလိုမျိုးပြောပါရည်လူဝေဟာတကခုကိုဒါမှမဟုတ်တရေရောက်ကိုသဘောမတူတာကပုံမှန်ပါပဲလို့ပြောပါရည်ဒါပေမဲ့ဆဲဆိုချိန်မောင်းပြီးတော့မတင့်လျော်တဲ့စကားလုံးတွေသုံးတာမျိုးကိုတော့ရဲတန်းရမယ် ဘာကြောင့်လဲဆိုရင်လူသားအရှင်ရှင်တယောက်ကိုတယောက်လေးစားရမယ်လို့သူက ပြောပါရင် နောက်ထဲအဲ့တဲ့တယောက်ဖြစ်တဲ့နာမည်ကြီးဝတ်ထုရေးဆရာဖြစ်သူစတီဗင်ဒူးကလူတွေဟာ ို့ရဲ့ထင်မြင်ချက်ကိုလွတ်လပ်စွာထုတ်ဖော်ခွင့်ရှိပြီးတော့ဇဲဆိုတော်ဝီကိုစိတ်တုံမနေတင်ပါဘူးလို့ထင်မြင်ချက်ပေးပါရီးနောက်တနေ့ရုံးကိုရောက်တော့ဖန်ကီရဲ့တတိဟာသူ့ရဲ့ဆောင်းပါးရေးတာနဲ့ပုံမှန်တာဝန်တွေအပြင်စာအုပ်ပါချက်ချင်းပြီးအောင်ရေးခိုင်းခဲ့ပါရီးဖန်ကီရဲ့စာအုပ်တွေကလည်းရောင်းရပြီးတော့အောင်မြင်တာကိုတည်တဲ့အတွက်ကြောင့်ပါဖန်ကီဟာသူ့ရဲ့သမီးလေးအန်နာနဲ့အတူတကူတည်းနေထိုင်တာကြပါပြီးခင်မောနဲ့လည်းကြွားရှင်းထားပါရီးရုံးကနေပြန်လာတော့ဖန်ကီသူ့ရဲ့သမီးကိုတွေ့လေရပါရီးသူကမနေ့ကတီဗီဆွေးနွေးပွဲမှာဖန်ကီနဲ့ငင်းခုန်ခဲ့တဲ့စတီဗင်ရေးသားထားတဲ့ ုထုကိုဖတ်နေကြတာပါအနာရအဆိုအရဆိုရင်တော့စတီဗင်ဟာကောင်းပြီးထူခြားတဲ့စာရေးဆရာတယောက်ပါအဲ့ဒီနောက်ဖန်ကီကသူ့ရဲ့ဇာတ်အတွက်အိုင်ဒီယာဆက်ပြီးရှာဖွေနေခဲ့ပါရင်းဒါပေမဲ့သူ့အိတ်နေရှင်ကစူညံတန်တွေဆက်တိုက်ပေးနေတာကြောင့်သူအာယုံပြတ်နေခဲ့ပါရင်းသူ့ရဲ့အတွင်းသားမှာ နေသိစင်တရမတ်ချက်တွေကိုမြင်ပြီးတော့သူပို့လို့အောင်မှစိတ်ကုန်သွားခဲ့ပါရင်ဆဲဆိုတာဝေးချိန်ဆဲတာဝေးတချို့ဆိုတော့သူ့ကိုဒါမှမဟုတ်သူ့ရေးတဲ့ဆောင်းပါးကိုမကြိုက်တဲ့အတွက်အသက်တော်မှာနှုတ်ပြမယ်လို့ချင်းချောင်းနေကြပါရင်ဒီလိုဖြစ်ရတဲ့ကအကြကြီးဖြစ်နေတာကြောင့်စိတ်တို့ပြီး funky ကရဲကိုတိုင်ကြခဲ့ပါရင်ဒါပေမဲ့ရဲကနေသိစင်တရမတ်ချက်တွေကိုခုမဆိုင်ဖို့နဲ့လူမှုကွန်ရက်တွေကိုမတုံးတော့ဖို့အကြံပေးခဲ့ပါရင်ဘာကြောင့်လဲဆိုရင်တော့အင်တာနက်အပေါ်ကအရာအလုံးဟာသူ့ရဲ့ဘဝကိုဘာမှမလုပ်နိုင်ဘူးလို့ပြောပါရင် တဖက်မှာလည်းစာရေးဖို့အတွက်အရေးအရှင်ရှိတဲ့အန္နာကိုကျောင်းအုပ်ကြီးကကျောင်းမဂ္ဂဇင်းမှာကျောင်းအုပ်ကြီးကိုပြင်းထန်တဲ့စက္ကလုံဝင်တဲ့ဝေဖန်တဲ့ဆောင်းပါးရေးခဲ့လို့စူပူနေခဲ့ပါရင်ဒါပေမဲ့အန္နာကသူ့ရေးတဲ့စာဟာမှန်ကန်တယ်လို့ပြောပြီးတော့ကျောင်းအုပ်ကြီးကိုပြန်လဲငင်းဆုပ်ခဲ့ပါရင်နောက်ဆုံးမှာတော့သူကမုံတီးမှုပြန်ပွားစေတယ်လို့ယူဆရတဲ့ဘေစားကိုမှမရေးဖို့ပိတ်ပင်ချင်းခံလဲရပါရင်အဲ့ဒီနေ့မွန်းလွဲပိုင်းမှာဆိုရင်အန္နာကိုလိုက်ပို့ပြီးတော့ဖန်ကီဈေးဝယ်ထွက်ပါရင်ဈေးဝယ်ရင်းနဲ့ပဲသူဟာသူ့ရဲ့အတွင်းသားကိုပြန်စစ်လိုက်တော့ သူ့အပေါ်ပုံမှုများပြတဲ့စော်ကားမှုတွေကိုတွေ့လေရပါပြီအံအားတင်းစရာကောင်းတာကတော့အဲ့ဒီအထဲကတယောက်ဟာသူ့ရဲ့အိမ်နေရှင်အမြဲတမ်းစူညံတန်နေပေးတတ်တဲ့အာဂျွန်တော့ဆွဲလူဖြစ်နေကြတာပါ Funky ဟာချက်ချင်းအင်ကိုပြန်ပြီးတော့အာဂျွန်နဲ့စကားစမိပြောကြပါလိမ့်။အဲ့ဒီနောက်အာဂျွန်ရဲ့ Twitter ကိုသူစစ်ကြည့်လိုက်တော့အနုလက္ခဏာဆောင်တဲ့စာသားဝေ၊တိုင်ကြားမှုဝေ၊ဈေးဆိုတာဝေ၊ချိန်ဆဲရာဝေနဲ့ပြည့်နေနေတာကိုတွေ့ရပါလိမ့်။ Funky ကသူ့ရဲ့စပိန်ပျောက်သွားပြီးတဲ့နောက်ပိုလို့မှစိတ်တူလာတာကြောင့်အာဂျွန်အဲ့ဒီနေ့ကမှလှုပ်ထားတဲ့ခြံစည်းရိုးကိုဖျက်ဆီးပြပါလိမ့်။နောက်တနေ့မနေ့မှာအာဂျွန်က Funky ရဲ့အင်ကိုလာပြီးတော့ခြံစည်းရိုးကိုဘယ်သူဖျက်တာလဲဆိုတာကိုမြင်မိသေးသလားလို့မေးနေပဲသူ့ရဲ့စနီးချက်ထားတဲ့ထမင်းဟင်းကိုပေးသွားတယ်ပါလိမ့်။ ဖန်ကီကဘာမှမမြင်လိုက်ဘူးလို့ပြောပြီးအစိတ်ဖြစ်မှကိုကြောက်တဲ့အတွက်ချက်ချင်းပဲအမိုက်ပုံတဲကိုလွတ်ပြစ်လိုက်ပါတယ် funky သူ့ရဲ့စုပ်ကိုပြန်ရေးတော့မဲ့လို့တော့အာဂျုံကသူ့ရဲ့ခေါင်းမိုးကိုပြင်နေတာနဲ့ထပ်ပြီးအနောက်အရှက်ဖြစ်ပြန်ပါရင်အဲ့ဒီအခါမှာ funky ကအာဂျုံရဲ့ Twitter ကိုဆက်ပြီးတော့စစ်ဆေးရင်းနဲ့ပဲနောက်ဆုံးစိတ်မထိန်နိုင်တော့ဘဲနဲ့သူ့ရဲ့ယူသွမှုကြောင့်အာဂျုံကိုအိမ်ခေါင်းမိုးကနေတွန်းချပြီးတပ်ပစ်လိုက်ပါရင်ဒါဒီမကတီးပါဘူးသူ့ရဲ့လက်ခလဲကိုလည်းစုဆောင်းစရာအဖြစ်ယူသွားတယ်ပါရင်သူ့တထေးရဲ့ဖိအားဝင်တဲ့လူမှုကွန်ရက်အပေါ်က netizen တွေရဲ့စော်ကားမှုရဲ့ကြောင့်သူကမတိလိုက်ပဲနဲ့စိတ်ရောကတယောက်ဖြစ်သွားခဲ့တာပါဒါပေမဲ့ဒီဖိအားက သူ့ရဲ့စာအုပ်ရေးဖို့အတွက်အိုင်ဒီယာရသွားစီခဲ့ပြီးတော့ပထမဆုံးအကြိမ်အဖြစ်သူ့ရဲ့အလုပ်ကိုချွချောမွေဆက်ပြီးလုပ်နိုင်ခဲ့ပါပြီ။တစ်ဖက်မှာလည်းအာကျုံကိုမြုံနံပြီးတဲ့နောက်ဖန်ကီဟာဘာအနောက်အရှက်မှမရှိတော့ကြောင်းအရန်ကိုမှစိတ်အေးချမ်းနေခဲ့ပါပြီ။အဲ့ဒီနောက်သူဟာသူ့ရဲ့သမီးလေးအန်နာကိုကင်မရာတလုံးလဲဆောင်ပေးခဲ့ပါပြီ။ ဇေဆရာဝေရဲ့သွေးဆုံပွဲမှာဆိုရင် Funky Steven နဲ့ထပ်တွေ့တော့ Steven ကသူ့ရဲ့စာအုပ်ရောင်းကောင်းအောင်လို့မနေ့ကဆွေးနွေးပွဲမှာတမင်တကာ Funky နဲ့ငင်းခုန်ခဲ့တာပါလို့ပြောပါရင် Funky ကတော့ဘာမှမမှုဘူးလို့ပြန်ပြောပါရင်ဘာကြောင့်လဲဆိုရင်သူကဘာကူမှပဲတူကူမှ Q မဆိုင်တော့ပါဘူးတို့နဲ့အကြဆက်ဆိုင်ရပိုလို့အမရင်းနှီးလာခဲ့ပါရင် အဲ့ဒီညမှာစပိန်စီပြအိမ်ပြန်ရင်းနဲ့ပဲစိတ်ခံစားမှုပြင်းထန်တဲ့ညတညကိုကုံဆုံးခဲ့ကြပါရင်ရက်တီကြလာပြန်တော့အန်နာကသူ့ရဲ့စိတ်ကြိုက်ဆိုင်ရေးဆရာကသူ့အမိနဲ့ပိုရင်နီလာရာကိုမြင်ပြီးပျော်နေခဲ့ပါရင်သူတို့အသုံးရမိသားစုလိုမျိုးပို့ပြီးတော့အချိန်ကုန်လာခဲ့ကြပါရင်တနေ့မှာတော့ဖန်ကီနဲ့စတီဗင်အတူတူအလုံးလုံးနေတော့ဖန်ကီကသူ့ရဲ့ဆောင်းပါအထက်ကမတ်ချက်တွေကိုမြင်လဲပါရင် အလုံးနီးပါးကဆဲဆိုတောင်ရှိပဲဖြစ်ပါရင်စတီပင်ဟာမတ်ချက်တကိုမဖတ်ဖို့အတွက်တတိပေးခဲ့ပေမဲ့ဖန်ကီကတော့အတကိုပဲစဉ်းစားနေခဲ့တာပါအထူးသဖြင့်တော့ဒီထရစ်ရဲ့နက်ဒီစင်တယောက်ရဲ့မတ်ချက်ကသူ့ကိုအများဆုံးစိတ်ဆိုးစေခဲ့ပါရင်အဲ့ဒီညမှာပဲဖန်ကီအိမ်မပြောတာကြောင့်ဒီထရစ်ရဲ့ Facebook ကိုလိုက်ရှာဖို့ဆုံးဖြတ်ခဲ့ပါရင် ့ရလိမ့်စာကိုတွေ့ပြန်တော့ဖန်ကီယာချက်ချင်းပဲအဲ့ဒီကိုတွားလိုက်ပြီးသူ့ကိုတတ်ပြစ်လိုက်ပါလိအရင်လိုပဲတွေ့ရလက်ခလဲကိုယူပြီးတော့တိန်ထားလိုက်ကအိမ်ကရေခဲတိတာတဲ့ထိထားပါလိနောက်တနေ့မနေ့ဒီထရစ်ကိုတတ်ပြီးရတော့ဖန်ကီဟာအိုင်ဒီယာအပြည့်နဲ့တွေ့ရဇုတ်ဒီကိုရေးရတာကအနှဲငယ်လုံးမှမခက်ခဲတော့ပါဘူးလူတွေကိုတတ်တာကတွေ့ရဖြီးစည်းမှုကိုဖြည့်ရှင်းဖို့အတွက်ကူညီပေးတယ်လို့သူထင်ခဲ့ပါရင်အဲ့ဒီနောက်ဖန်ကီနဲ့စတီဗင်ဈေးဝယ်ထွက်ပြီးတော့ညစာအတူစားကြပါရင်ဖန်ကီဟာလူပိုင်းမှာ ကိုပိုင်မုံတီးမှုနဲ့ဇွိမ့်ပူပန်မှုတွေရှိတယ်လို့ပြောပါရင်းသူကအဲ့ဒီခံစားချက်တွေကိုခဏတာဖယ်ရှားနိုင်တဲ့နီလန်းကိုရှာတွေ့ပြီလို့ပြောပါရင်းဗီဒီယိုဂိမ်းဆော့တာပါလို့ပြောပါရင်းဒါပေမဲ့စတီဗင်ကတော့လူပိုင်မှာမုံတီးမှုတွေရှိတာမဟုတ်ဘူးလို့ပြောပြီးတဘောမတူပါဘူးဖန်ကီစာဆက်ရေးနေပြီးတော့ထပ်ပြီးတော့အိုင်ဒီယာမရတော့ပါဘူးဒါကြောင့်စတီဗင်နဲ့အန်နာဟာအဲ့ခန့်ထဲမှာဒီထရစ်သူ့ရဲ့အိမ်မှာအတက်ခံရပြီးတော့ရဲကတရားခံကိုရှာနေတော့တရင်ကြည့်နေတဲ့အချိန်မှာဖန်ကီကသူ့ရဲ့အတွင်သားမချက်တွေကိုလိုက်ကြည့်ပြီး သူ့အပေါ်အကြမ်းတမ်းဆုံးမတ်ချက်တွေကိုရှာနေခဲ့ပါပြီသူ့ရဲ့နောက်ထပ်ပြစ်မှတ်ကတော့ဂျီရိုအန်ဆွဲလူတယောက်ပါစတီဗင်နဲ့အန်နာအိယာဝင်သွားပြီးတော့ဘယ်သူမှမတင်ကားစေဖို့ဖန်ကီဟာပြည်စည်းတကခုဝယ်ဖို့အတွက် convenience store သွားတယ်ဆိုပြီးမတ်စုလေးတစ်ဆောင်ရေးသားခဲ့ပါပြီအဲ့ဒီနောက်ချက်ချင်းပဲသူထွက်သွားတော့ပါပြီ ဒါပေမဲ့အိမ်ကနေထွက်ပြီးမကြခင်သူ့အိမ်နေရှင်တယောက်ကသူ့ကိုမြင်လိုက်ပါရင်ဖန်ကီကလည်းမတွားခင်နှုတ်ဆက်သေးပါရင်ဒီတစ်ခါတော့ဖန်ကီပို့ပြီးတော့ပြင်ဆင်ထားတာပါသူ့ရဲ့ကိုပိုင်ကရိယာဝေကိုယူလာခဲ့ပါရင်အဲ့ဒီအချိန်ရေရှိုးနေခဲ့တဲ့ဂျီရိုအန်နဲ့ရင်ဆိုင်ရတဲ့ခါမှာတော့ဂျီရိုအန်ကချက်ချင်းပဲတောင်းပန်ပြီးသူ့ရဲ့ဆဲဆိုတော်ဝေကပျော်စရာအတွက်ပါပဲလို့ပြောခဲ့ပါရင်ဒါပေမဲ့ဖန်ကီကတော့ခ ्यू မဆိုင်ပဲဘာတုံ့ပြန်မှုမှမရှိပဲနဲ့လက်စစ်နဲ့ short တိုက်ပြီးတော့တတ်ပြပါရင်ဂျီရိုအန်ရဲ့အလောင်းကိုဖျက်ပြီးသူ့ရဲ့လက်ခလဲကိုယူပြီးတော့ဖန်ကီကအရန်ကိုမှစိတ်သက်သက်ရရသွားခဲ့ပါပြီး ။ဘာကြောင့်လဲဆိုရင်သူအခုလေးတင်လောက်ခဲ့တဲ့ရက်ဆက်မှုနဲ့တွေးဆမှုအတွက်နည်းနည်းလေးမှနှုံတမရပဲစာပြန်ရေးနိုင်ခဲ့လို့ပါ။အဲ့ဒီနောက်သူဟာသူ့ကိုပုတ်ခတ်ပြောဆိုတဲ့လူတွေကိုအထူးသဖြင့်အကြမ်းတမ်းဆုံးမချက်ပေးတဲ့လူတွေကိုဆက်တိုက်တတ်နေခဲ့ပါလိမ့်။တင်ရမှာတော့ funky ကအသက်ခံရတဲ့နေရာကနေပြောင်းလာတဲ့အချိန်မှာ steven ကသူ့ကိုတကားဝါမှာစောင့်နေခဲ့ပါလိမ့်။ ဖန်ကီယာသူ့ရဲ့နောက်ွယ်မှာတခြားယောက်ျားတယောက်နဲ့တွေ့နေတယ်လို့ထင်ပြီးတော့သူ့တဝန်တိုးနေခဲ့တာပါသူ့ရဲ့သွေးဝေးပေးနေတဲ့လက်ကိုဖုံးကွယ်ရင်းနဲ့ပဲဖန်ကီကကော်ဖီဆိုင်ကနေအခုလေးတင်အချိုရီတောက်ပြီးတော့ပြန်လာတာပါလို့ပြန်ပြောပါရီကန်ကောင်းစွာနဲ့ပဲစတီဗင်ကသူ့ကိုယုံသွားခဲ့ပါရီနောက်နေ့မနေ့ယုံရောက်တော့ဖန်ကီစီမှာ ြဿနာအသင်းတစ်ခုထပ်ပေါ်ပါရင်သူ့တသေးကလူဝေဟာထုတ်ဝေရေးကမ္ပဏီစီကိုပို့ထားတဲ့အီးမေးလ်တွေကိုပြပါရင်အဲ့ဒီအီးမေးလ်တွေကဖန်ကီကိုဘလောက်ထိမုံတီးတဲ့အကြောင်းပြသနေခဲ့တာပါဖန်ကီကိုအလုံးထုတ်တဲ့အထိကမ္ပဏီကထုတ်ဝေတဲ့စုပ်အလုံးကိုတပိမောက်မယ်လို့ချိန်ချောက်ထားပါရင်အီးမေးလ်အထဲမှာဆိုရင်ဖန်ကီကသူ့ရဲ့အကြောင်းမှာသူ့အောက်ကကလေးတယောက်နဲ့တချိန်ကချစ်ကြိုက်ခဲ့ဘူးတာကြောင့်ဖန်ကီဟာကလေးကိုဖျားယောင်းသွေးဆောင်သူပါလို့ရေးသားထားပါရင် ဒါပေမဲ့သူတို့ထေကတော့ဒီအရေးမှပါတဲ့ email တွေကို queue မှာစိုက်ပဲနဲ့မဂ္ဂဇင်းတအုပ်ရဲ့နောက်ကျောဖုံးမှာရိုက်နေပြီး company ကပို့ပြီးတော့ viral ဖြစ်အောင်လုပ်မယ်လို့ပြောပါရင်းဒီလိုနဲ့ funky တရားအိမ်ပြန်ရောက်တော့အန်နာဟာသူ့ကိုဝန်ခံပါရင်းကျောင်းအကြီးကလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ပတ်သက်တဲ့သူ့ရဲ့စာဝေးကိုထုတ်ဝေခွင့်ပိတ်ပင်ထားတာကြောင့်စိတ်တူနေတယ်လို့ပြောပါရင်းအချိန်ဖြုံးမနေတော့ဘဲနဲ့ဖန်ကီကသူ့သမီးရဲ့ကျောင်းကိုတွားပြီးတော့အိမ်ပြန်နေခဲ့တဲ့ကျောင်းအကြီးအနောက်လိုက်တော့ပါရင်း ဒါပေမဲ့အကြောင်းအကြီးကသူ့မိသားစုနဲ့ဘလောက်အထိပြေဆုံးကြောင်းမြင်တဲ့အခါအရေးအကြီးဆုံးကတော့အကြောင်းအကြီးကသူ့အပေါ်ဘယ်တုံးကမှမကောင်းတာမလုပ်ခဲ့တာကိုမြင်တဲ့အခါမှာသူ့ရဲ့အစီအစဉ်ကိုဖျက်လိုက်ပါရင်ဖန်ကီအိမ်ပြန်ရောက်ပြန်တော့အန်နာကသူ့ကိုရဲနေရောက်ရောက်လာတယ်လို့ပြောတော့သူအန်အော်တာခဲ့ပါရင်အဲ့ဒီရဲနေရအထဲကတယောက်ဟာဖန်ကီတွေ့ခဲ့ဖူးတဲ့ရဲတယောက်ပါသူတို့ရောက်လာတာကဖန်ကီသူ့ရဲ့အိမ်အထဲမှာကလေးတယောက်ကိုဓာတ်စခန်းလှုပ်ထားတယ်လို့တယောက်ကဖုန်းနဲ့တိုင်ကြလို့ပါဖန်ကီဟာအဲ့ဒီလိုလှုပ်ဖို့အတွက်မှဖြစ်နိုင်တဲ့အကြောင်းနဲ့ဒီတိုင်ကြချက်ကသူ့ကို မုံတီးတဲ့လူတယောက်စီကဖြစ်လိမ့်မယ်လို့တတိငင်းနဲ့ပဲရှင်းပြခဲ့ပါရီ အဲ့ဒီလိုက funky သူရဲ့လက်အောက်ကကလေးနဲ့ချစ်ကြိုက်တော့မှရေးသားခဲ့တဲ့ Twitter ပို့နေကိုချဲ့ကပြောခဲ့တာဖြစ်မယ်လို့ပြောပါရီး funky ကအဲ့ဒီလိုဟာ cartoon ပုံ profile ပုံအတုံးပြုပြီးတော့သူ့ကိုအမြဲဆဲဆုံနေခဲ့တဲ့ buscar လို့ခေါ်တဲ့ Twitter account ပိုင်ရှင်ဖြစ်လိမ့်မယ်လို့ယုံကြည်ပါရီးတကယ်တော့လူအများကြီးကအဲ့ဒီလူရဲ့လွမ်းမမှုအောက်ရောက်ပြီးတော့သူ့ကိုဆဲဆုံတဲ့နေရာမှာပူပေါင်းပါဝင်ခဲ့ကြပါရီး funky အဲ့ဒီလူပဲတူလဲဆိုတာကိုမတိခဲ့ပါဘူးနောက်ဆုံးရေးတယောက်ကအမတ်မထင်ပဲ Twitter account ပိုင်ရှင်ဟာ tarip လို့ခေါ်တဲ့လူတယောက်ပါလို့ပြောလိုက်တဲ့အထိပဲဖြစ်ပါရီး ဖြစ်နိုင်ရှေအများဆုံးကတော့အက်ဒီရဲကဘတ်စတာဘူးရှာရဲ့ follower တယောက်ဖြစ်နိုင်ပါရင်ရဲနှစ်ယောက်ပြန်သွားပြန်တော့ funky ချက်ချင်းပဲ tari ရဲ့နာမည်ကိုအမည်မျိုးတော့ခြာဖွေမှုစက္ကလုံးဝင်တဲ့ကိုကဲမှရှာပါရင်ဒါပေမဲ့တန်တရားဖြစ်ဖွယ်ပဲအကောင့်တစ်ခုမှမတွေ့ရပါဘူးတစ်ဖက်မှာလည်းចောင်းကနေအခုလေးတင်ပြန်လာတဲ့အန်နာက funky လူတက်တဲ့နေရာမှာအသုံးပြုတဲ့သွေးဝေပေးနေခဲ့တဲ့ကရိယာဝေပါတဲ့အစိမ်းရောက်အိတ်ကိုမတော်ဆတွေ့လဲရပါရင်သူ့အရန်ကိုလန့်သွားပြီးတော့ချက်ချင်းပဲဓာတ်ပုံရဲပါရင် သူ့ရဲ့စိတ်ထဲမှာဆိုရင်ပေါ်လာတဲ့နာမည်တစ်ခုထဲကစတီဗင်ပါသူကရဲဝေရှောက်ဖွေနေခဲ့တဲ့လူတပ်သမားကစတီဗင်ပဲလို့ယုံကြည်နေခဲ့ပါလိမ့်နောက်တနည်းမနဲ့မှာအန်နာကဖန်ကီကိုစတီဗင်နဲ့ပတ်သက်ပြီးတော့ထူးဆန်းတယ်လို့မခံစားရဘူးလားဆိုပြီးတိမ်မွေးစွာနဲ့မေးကြည့်ပါလိမ့်ဒါပေမဲ့ဖန်ကီကတော့သူကြိုက်တာကစတီဗင်ရဲ့ထူးခြားတဲ့အချက်ပါလို့ပြန်ပြောပါလိမ့်အိမ်ထဲမှာလူအစ်တစ်တယောက်နဲ့အတူနေရတာက အန္နာဒီလိုခံစားရတာဟာပုံမှန်ပါပဲလို့ပြန်ဖြေပါရင်အဲ့ဒီညမှာလူဝိုင်း TV ကြည့်နေတော့အန္နာရဲ့အာယုံတွေအားလုံးကစတီဗင်စီမှာပဲရှိခဲ့ပါရင်အဲ့ဒီနောက် Funky Facebook အပေါ်မှာတာရွေးပြက်ကိုရေးအချက်လက်တွေကိုဆက်ရှာပါရင်ဒါပေမဲ့ဘာမှမတွေ့ပါဘူးနောက်ဆုံးသူ့ရဲ့ဆောင်းပါးတစ်ခုကိုဖွင့်ကြည့်လိုက်တော့တာရွေးရဲ့စကားပြောဟန်နဲ့သူညီတဲ့အကောင့်တစ်ခုကိုတွေ့လိုက်ရပါရင်အဲ့ဒါက Train Station 9ချွဲလူရေးထားတာပါဒီအကောင့်တစ်ခုကလူတယောက်တည်းဖြစ်ရမယ်လို့သူကတေချာခဲ့ပါရင် Funky နောက်ဆုံးတော့ Train Station ရဲ့နာမည်အရင် Aran ကိုတိထားခဲ့ပါရင်သူကချက်ချင်းပဲအင်္ဂလိပ်အဲ့ဒီ လူကိုရှာဖို့ထွက်သွားခဲ့ပါရင်ဒါပေမဲ့သူ့ရဲ့အစိမ်းရောက်အိတ်ကိုယူဖို့မေ့သွားခဲ့ပြီးတော့တန်ပန်းချစ်တာတစ်ချောင်းပဲယူသွားခဲ့တာပါအာရမ်ရဲ့အင်ကိုရောက်တော့သူကအဖိုးကြီးတယောက်ဖြစ်နေတာကိုတွေ့လျက်ပါရင်ဖန်ကီယာချက်ချင်းပဲသူ့ရဲ့ဓာတ်ကိုအာရန်စီချိန်ပြီးတော့အပူဘေးဆက်မှာရှိထားပါရင် အရွန်ကနည်းနည်းလေးမှမကြောက်ပဲသူ့ကိုတထွေးနဲ့ထွေးချလိုက်ပါရင်တစ်ချိန်တည်းမှာပဲအရွန်ရဲ့စနီးကကွန်ပျူတာမှာနှစ်ချက်တက်ပြီးတော့အလုံးလုံးနေတာကြောင့်သူ့ရဲ့ခင်မောအဖမ်းခံနေရတာကိုမတိပါဘူး Funky ကွန်ပျူတာအခန်းဘယ်မှာလဲဆိုတော့ရှာနေတော့မှပဲအရွန်ကသူ့ကိုသူကြိုးဖြည့်နိုင်ခဲ့ပြီးတော့သူ့ရဲ့စနီးကိုရဲခေါ်ပြီးတော့ပုံခိုင်းဖို့ချက်ချင်းပဲတတိပေးပါရင်အဲ့ဒီနောက်သူကသူ့ရဲ့ rifle ကိုယူက Funky ကိုလိုက်ရှာပါရင် channel မှာသူ့ကိုတွေ့ပြီးတော့ rifle တင်နဲ့ဖိထားပါရင်ဒါပေမဲ့အရွန်တတိမထားမိတဲ့အချိန်မှာ Funky ကသူ့ကိုချင်းမိပြီးတော့ rifle ကိုလူယူပါရင်တစ်ချိန် ထဲမှာပဲအန္တဟာလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆရာဆွေးနွေးပွဲတစ်ခုကိုကျင်းပနေပါရီကြောင်းသားမိဘဝင်နဲ့အုတ်ထင်းသူတွေတက်ရောက်ပါရီသူ့အမေကပွဲကိုလာမယ်မိခွန်ပြောမယ်လို့ကတိပေးထားပေမဲ့စတီဗင်တက်ရောက်တဲ့လာတာကိုတွေ့တော့သူအန်အော်တာခဲ့ပါရီနောက်ဆုံးအန္တကသူ့အမေရဲ့နေရာမှာ အမေရေးထားတဲ့မိခွန်းကိုဖတ်ဖို့အတွက်ဆုံးဖြတ်ပါလိမ့်။အဲ့ဒီမိခွန်းရဲ့အကြောင်းအရာကတော့လူလာစွာထုတ်ဖို့ပြောဆိုခွင့်အကြောင်းပါ။အဲ့ဒီအချိန်မှာဖန်ကီကသူ့ရဲ့မုံတီစိတ်ကြောင့်အရန်ကိုလိုက်ဖမ်းနေခဲ့ပါလိမ့်။ဒါကသူ့ကိုဘယ်သူမှဆဲဆိုတာအားခွင့်မပြုတော့ဘူးလို့ဆိုလိုနေခဲ့တာပါ။ဒါမှမဟုတ်သူ့ကိုယ်ရင်ရေးခဲ့တဲ့မိခွန်းနဲ့စန့်ကျင်ဘက်ဖြစ်နေတာပဲဖြစ်ပါလိမ့်။ရဲဝေရောက်လာတော့ဖန်ကီချက်ချင်းထွက်ပြေးသွားပါလိမ့်။အေးရတော့သူရကပြက်နေတဲ့အတွက်ဆွေးနွေးပွဲကိုမိခွန်းပြောဖို့အတွက်မလာနိုင်တာပါလို့အန်နာကိုရှင်းပြပါရင်း ဒါပေမဲ့အဲ့ဒီအချိန်မှာအန်နာကအရန်ကိုဒရထွက်နေပါပြီ။ဘာချင်းပြားရှက်မှနားမထောင်ဘဲနဲ့ထွက်သွားဖို့သူဆုံးဖြတ်ပါပြီ။နောက်တနေ့ကျတော့သူ့အဖေအိမ်ကိုတွားပြီးအဲ့ဒီမှာနေဖို့စီစဉ်ပါတယ်။ Funky NRC ကိုအတန်မဆေးဝေဆက်တိုက်ပို့ပြီးတော့တောင်းပန်ပါတယ်။နောက်တနေ့ကသူ့ရဲ့ဆောင်အတင်မိဆက်ပွဲဖြစ်နေလို့အန်နာကိုရှိစေရှင်ပါတယ်လို့ပြောပါတယ်။ဒါပေမဲ့အန်နာကသူ့ကိုလိလူရှူပါတယ်။ အဲ့ဒီနောက် Funky ာ Steven နဲ့အတူညနေခင်းလမ်းလျှောက်တာကိုဆက်လုပ်ပါရီ Steven ကသူ့ရဲ့ Facebook အပေါ်မှာအခုလေးတင်တင်ထားတဲ့သူ့ရဲ့ဆောင်းပါးကအကောင့်လေးခုကဈေးဆိုတာကလွဲရင်တော့ရှီကျူးမှုရဲ့အများကြီးရတယ်လို့ပြောပြပါရီ ဖန်ကီကသူ့ကိုဆဲဆုံနေတဲ့အကောင့်နဲ့အထက်ကတကူဟာတာရစ်ဘော့ဖြစ်တာကိုမြင်တော့အယံအံ့ဩတွားခဲ့ပါရင်ဒါဟာမနေညာကသူ့ရဲ့ပြစ်မှတ်ဟာတာရစ်မဟုတ်ဘူးဆိုတာကိုဆိုလိုနေခဲ့တာပါသူနောက်ဆုံးတော့ဘတ်ကအကောင့်ပိုင်ရှင်ကိုတိတွားခဲ့ပါပြီနောက်တနေ့မနေ့မှာအန်နာအင်ကိုပြင်ရောက်လာခဲ့ပါရင်သူ့အမေကိုခွဲလို့ရှင်ပြီးတော့အမေရဲ့စုပ်မေးဆက်ပွဲကိုမလို့ရှင်ပါဘူးဒါပေမဲ့ပွဲကိုမတွားခင်တာရစ်ရဲ့လိပ်စာကိုတိနေတဲ့ဖန်ကီကအချက်ချင်းပဲအာရန်ရဲ့တနက်ကိုယူပြီးအဲ့ဒီကိုထွက်သွားပါရင်တစ်ချိန်တည်းမှာပဲအန်နာဟာစတီဗင်နဲ့တွေ့ပြီးသူရှာတွေ့ခဲ့တဲ့ကြိယာအလုံးကိုထုတ်ပြပါရင်ပြီးတော့စတီဗင်က ဘတူလဲဆိုတော့ကိုသူတိပြီလို့ပြောပါရီသူကတော့ရဲဝင်လိုက်ရှာနေခဲ့လူတတမတယောက်ပါစတီဗင်ကအချက်ချင်းပဲဒါကိုငင်းပါရင်သူ့ရဲ့စိတ်ထဲမှာပေါ်လာတဲ့နာမည်တစ်ခုက Funky ပဲဖြစ်ပါရီအထူးသဖြင့်တော့ Funky ဟာညဖက်ဆိုရင်အကြောင်းအမိမျိုးနဲ့အိမ်ကနေမကြာခဏထွက်သွားတတ်တာပါ ခဏအကြာမှာရေခဲတစ်တာအထက်ကဘူးအထက်မှာဆိုရင်လူရက်လက်ချောင်းတွေအများကြီးကိုတွေ့လျာပါရင်ဖန်ကီရနောက်ပြမတ်ကတာရစ်ဘဲဆွာကိုစတီဗင်သဘောပေါက်တွားခဲ့ပါပြီ။ဘာကြောင့်လဲဆိုရင်တာရစ်ရဲ့ Facebook အကောင့်ကိုမြင်တော့ဖန်ကီရဲ့ဟန်ပန်ကထူးဆန်းနေလို့ပါ။ဖန်ကီဟာတာရစ်ရဲ့လိပ်စာကိုအမြန်ဆုံးရှာပြီးတော့အဲ့ဒီကိုအလောတကြီးနဲ့ထွက်သွားခဲ့ပါရင်အဲ့ဒီအတွင်မှာရောက်နေနေပြီဖြစ်တဲ့ဖန်ကီကတာရစ်ရဲ့အဖေကိုချက်ချင်းတနတ်နဲ့ပြပါရင်ပြီးတော့တာရစ်ကိုတတ်ဖို့ဒုတိယထပ်ကိုတက်ပါရင် အဲ့ဒီအချိန်တာရစ်ကစေကျော်တက်လေးတယောက်ဖြစ်နေမှန်းကိုတူတိလျက်ပါရီတာရစ်ဟာအင်တာနက်မှာပျော်စရာအတွက်ပဲဈေးဆိုတာပါလို့ပြောပြီးတော့တောင်းပန်ငိုယူခဲ့ပါရီဖန်ကီကတော့အရန်ကိုမှဒေါ်တော့ထွက်ပြီးတာရစ်ဟာအင်တာနက်မှာပဲဈေးဆိုတတ်တဲ့စေကျော်တက်အပြင်ဘဝမှာဆိုတော့အရှုံးတမလို့ပြောပါရီသူကလူတာအရှင်ရှင်လေးစားဖို့နဲ့သဘောထားကွယ်လွှဲရင်တောင်မှကောင်းမွန်တဲ့မတ်ချက်တွေပေးဖို့ပြောပါရီ အဲ့ဒီနောက်ရုတ်တရက်စတီဗင်ရောက်လာကဖန်ကီကိုအံအားတင်းအောင်လုပ်ပါရီဖန်ကီကလည်းမတော်စတနတ်မောင်းခလုတ်ကိုဆွဲမိပြီးတာရစ်ကိုတတ်မိသွားခဲ့ပါရီတကယ်တော့သူဟာအစကတာရစ်ကိုခွစ်လို့ပေးရှင်ခဲ့တာပါစတီဗင်ကဒီလိုရက်ဆက်တဲ့အရာဝေးမလုပ်တင်ပါဘူးဘယ်သူမှဆဲဆိုတာကြောင့်တေဖို့အတွက်မထိုက်တန်ဘူးလို့ပြောပါရီဖန်ကီကလည်းစတီဗင်ဟာသူ့ကိုဆဲဆိုတဲ့လူဝေအားကာကွယ်နေတယ်လို့ထင်ပြီးတော့နောက်ဆုံးမှစတီဗင်ကိုပါတတ်ပြစ်လိုက်ပါရီတဖက်မှာလည်းအန်နာကသူ့အမေလူသက်သမားတယောက်ဖြစ်နေမှန်းသိလျက်တော့အယံကိုထိတ်လန့်တွားခဲ့ပါရီ သူတွေ့ခဲ့တဲ့လက်ချောင်းတွေကိုစပွဲခွန်အပေါ်မှာတချောင်းချင်းစီစီလိုက်ပြီးတော့ဓာတ်ပုံရပါရင်းစီပင်ကိုတတ်ပြီးသူ့ရဲ့မျက်နှာလဲပင်းနဲ့အဝတ်အစားတွေမှာတွေးဝေဆင်နေပေမဲ့ဖန်ကီကဘာမှမဖြစ်တယ်လို့ပဲဆိုမိဆက်ပွဲကိုရောက်လာကလူပိုင်းကိုအံ့အားသင့်စီခဲ့ပါရင်း အံ့ဩစရာကောင်းတာကတော့လူတွေဟာ funky ကိုပကြီးဆန်တဲ့တန်ဖိုးနဲ့စိတ်ခံစားမှုထုတ်ဖော်ပြသမှုရှိတယ်လို့တတ်မှတ်ပြီးတော့သူ့ရဲ့နဲ့နဲ့တဲထိတ်ရင်ဖိုးစာအုပ်ကိုတကယ်ပဲသဘောကျခဲ့ပါရင်သူ့ရဲ့ခန္ဓာကိုယ်အပေါ်ကသွေးတွေဟာလူရဲ့သွေးအစစ်အမှန်ဖြစ်ပြီးတော့ funky ကလူတတ်သမားတယောက်စွာကိုသူတို့ဘယ်သူကမှမတိခဲ့ကြပါဘူး။တရှိူရပြိတ္တများအလုံးကျေးဇူးတူတင်ရှိပါခင်ဗျာ။